မြန်မာပြည်သူပြည်သားအားလုံးမင်္ဂလာပါရှင့်ဒီကနေ့မှာတော့2025ခုနှစ်မိုးရင်းကာလမြန်မာနိုင်ငံရဲ့ရဲ့မိုးကောင်းနိုင်ပြီဟုပြင်ပမိုးလေဝသပညာရှင်ဦးဝင်းနိုင်ခမန်းပေးလိုက်တာကိုတင်ဆက်ပေးခြင်းပါတယ်ရှင့်မြန်မာနိုင်ငံရဲ့ရဲ့တွင်2025ခုနှစ်မိုးကြိုမိုးဦးနှင့်မိုးလေကာလအတွင်းမိုးကောင်းနိုင်ပြီဖြစ်ကြောင်းပြင်ပမိုးလေဝသပညာရှင်ဦးဝင်းနိုင်၏ခမန်းရေးသားချက်အရသိရပါတယ်မိုးကြိုကာလဖြစ်သည့် April 15ရက်မှ May 25ရက်အတွင်းမိုးဥကာလမေ16ရက်မှမေလကုန်ပိုင်းအထိမြန်မာနိုင်ငံအရဲ့ရက်တွင်နှစ်စဉ်ရွာသွန်းမြင်းမိုးရေချိန်ထက်မိုးပူမိုးရွာသွန်းနိုင်ပွဲရှိကြောင်းမိုးကြိုနှင့်မိုးဥကာလအတွင်းမိုးပေါင်းနိုင်မည်ဖြစ်ကြောင်းဆိုသည့်ဒေတာအလိုက်ကြိုတင်ခန့်မှန်းချက်များတွင်မိုးကြိုကာလအတွင်းရခိုင်ပြည်နယ်မကွေးတိုင်းအထက်ပိုင်းချင်းပြည်နယ်တောင်ပိုင်းစကိုင်းတိုင်းအထက်ပိုင်းနှင့်ကချင်ပြည်နယ်တို့တွင်နှစ်စင်ရွာသွုံးမြဲခန်းနှင့်နှစ်စင်ရွာသွုံးမြဲအောက်ရော်နေရွာသွုံးနိုင်ကြောင်းနှင့် ကျန်ပြည်နယ်နဲ့တိုင်းဒေသကြီးအားလုံးတွင်နှစ်စဉ်ရွာသွန်းမြဲထက်မိုးပုံမိုးရွာသွန်းနိုင်မိုးကောင်းနိုင်ကြောင်းဦးဝင်းနိုင်ကဆိုသည်မိုးဥကာလမေလတွင်နှစ်စဉ်ရွာသွန်းမြဲထက်မိုးပုံမိုးရွာသွန်းနိုင်သည့်ဒေသများအနက်နေပြည်တော်ရန်ကုန်မန္တလေးပဲခူးအေရီစကိုင်းမကွေးတိုင်းတောင်ပိုင်းမွန်ကရင်ရခိုင်ကယားရှမ်းတို့တွင်နှစ်စဉ်ရွာသွန်းမြဲမိုးရေချိန်ထက်20မီလီမီတာမှ40မီလီမီတာအထိမိုးရေချိန်ပုံမိုးရွာသွန်းနိုင်ကြောင်းနှင်းကဆိုသည် မိုးကာလဇွန်လအတွင်းနှင့်မိုးလေကာလဇူလိုင်ဩဂုတ်လများအတွင်းချင်းပြည်နယ်စကိုင်းတိုင်းနှင့်မန္တလေးတိုင်းတို့တွင်ရွာသွန်းမြင့်အထက်20မီလီမီတာမိုးပုံမိုးရွာသွန်းနိုင်ပွဲရှိကြောင်းဦးဝင်းနိုင်ကရေးသားထားသည်ရခိုင်ပြည်နယ်တောင်ပိုင်းမကွေးတိုင်းတောင်ပိုင်းပဲခူးတိုင်းအေရဝတီတိုင်းမွန်ပြည်နယ်ကရင်ပြည်နယ်နှင့်တနင်္သာရီတိုင်းတို့တွင်ရွာသွန်းမြင့်အောက်20မီလီမီတာခန့်အထိမိုးလျော့နေရွာသွန်းနိုင်ကြောင်းလည်းမင်းကဆိုသည် ထို့ပြင်စကိုင်းတိုင်းအထက်ပိုင်းကချင်ပြည်နယ်ရှမ်းပြည်နယ်ချင်းပြည်နယ်တောင်ပိုင်းရခိုင်ပြည်နယ်မြောက်ပိုင်းနှင့်မကွေးတိုင်းမြောက်ပိုင်းဒေသများတွင် ပုံမှန်ရွာသွန်းမြေမိုးရေချိန်တိုင်းသာမိုးရွာနိုင်သည့်အခြေအနေရှိနေကြောင်းဦးဝင်းနိုင်ကခမန်းရေးသားထားပါကြောင်းတင်ပြလိုက်ပါရရှင့်